အားလုံးပဲမင်္ဂလာပါနော်ဆရာကတော့ KB နက္ခတ်ဘီနေပညာရှင်ဆရာကုရုကြီးပဲဖြစ်ပါတယ်အဲဆရာကဒီဘောနော်ဒီ TikTok ကနေပြီးတော့တနေ့တာလက်အဟောလေးတွေဆရာကဟောပေးနေအောင်နော်ဟောပေးနေတဲ့အခါမှာအဲတင်းလာဂျူလီစီနေတာလည်းနက္ခတ်လေးပေါ့နော်ဒီတင်းလာဂျူလီစီနေတာနက္ခတ်သခင်ဂျူလီယာဆိုရှင်အဲဒီယာဒီစနပ်ပါမှာဘယ်ပါဝါဘယ်ယာဒီဒီကိုပိုင်တယ်လေပေါ့နော်အဲ့တော့မိမိရဲ့အဲလက်စနပ်ပါရှိကြတယ်နော်ဒီလက်စနပ်ပါရှိတဲ့မှာ ိမိရဲ့မူလဇာတာလက်ကနေပြီးတော့မှနော်မိမိရဲ့မူလဇာတာလက်ကနေပြီးတော့တည်အဲ့ဒီအဲဒင်းလာစီရဲ့နက္ခတ်တခင်ဂျူလီယာအဲဘယ်ရာသီကိုပိုင်ပြီးတော့ဘယ်ဘာဝတခင်ဖြစ်နေသလဲပေါ့နော်အဲ့ဒါကိုဆရာကအဲတွက်ချက်ပြီးတော့ဟောပြီးတော့နော်အဲ့ဒါကဆိုတော့ဥပမာဟိုပေါ့နော်ဒီဒီနေ့ဆိုလို့ရှိရင်ဆရာတို့ဒီဒင်းလာဂျူလီယာတော့ဒီကံရာသီမှာရှိတဲ့ဟတ္တရာလို့ခေါ်တဲ့ဒီကင်းလာပိုင်းလက်ခတ်လေးကိုစီးတာပေါ့နော်ဟတ္တရာခေါ်တဲ့ဒင်းလာပိုင်းလက်ခတ်လေးကိုစီးတာလေအဲ့ဒီခါကျတော့ တင်းလာလီယာဆိုလို့ရှိရင်သူကအဲတင်းလာလီယာဆိုတာဒီအစွမ်းလေးတွေဒီနေ့မှာဖြစ်ပေါ်တော့ဖြစ်ပေါ်နေတဲ့အခါကျတော့တင်းလာဂျိုကဒီဘယ်ယာဒီပိုင်လဲစနေယာဒီမှာဆိုလို့ရှိရင်ကရကတ်ယာဒီကိုပိုင်ကရကတ်ယာဒီပိုင်နေတဲ့တင်းလာလီယာကရကတ်ယာဒီပိုင်နေတဲ့အခါကျတော့မိသလက်ကိုဆိုကြည့်မယ်ဆိုလို့ရှိရင်မိသလက်သမားတွေအတွက်အဲဒီကရကတ်က၄တန်းအကျူ၄တန်းပါပါဖြစ်တယ်၄တန်းပါဖြစ်တယ်အဲ့တော့၄တန်းပါဆိုတော့မိသလက်တွေအတွက်ကိုအဲ၄တန်းအကျူလေးတွေဖြစ်ပေါ်စီပါ အဲ့မှာအထူးသဖြင့်တော့ဆရာတို့ဒီလက်တွေမှာဆိုလို့ရှိရင်မိမိတို့ရဲ့ဒီဇာတာမှာအဲဒတာဆိုရှိရဦးသောဤဒတာဆိုရှိရเนาะမိသားလက်သမားလိုင်းဆရာပြောတဲ့အဖြစ်မယ်လို့ပြောတာမဟုတ်ဘူးအဲမိသားလက်ဒီမှာမှတင်းနာဒတာလေးစီးတင်းနာဒတာစားနေတဲ့သူတွေအတွက်တေချာပေါင်း၄တန်းအချိုးတွေအဖြစ်ပြက်တွေတေချာပေါင်းဖြစ်သွားအဲဒါကိုဆရာပြောနေတာပေါ့เนาะအဲဒါဒတာဆိုတဲ့နေရာမှာလည်းအစိတ်စိတ်ရှိရပေါ့ အထူလအန္တရာပြတ်တန္တရာဝိပြတ်တန္တရာအန္တုပြတ်တန္တရာဆိုပြီးအထက်စိတ်ရှိတဲ့ခါမှာနိုင်ပိုင်းရက်ပိုင်းနေဒီစိတ်တဲ့ခါကျရင်တော့အဲဆရာတို့ပြောတဲ့ဒီတင်းလာလေးရဲ့တသားလေးကဝင်လာမှာပဲပေါ့ဒါမှအထူးသဖြင့်တော့ထူလအန္တရာပြတ်တန္တရာတဲမှာဝင်နေတဲ့သူတွေအတွက်ကတော့တေချာပေါင်းလေးတန်းအကျူလေးဖြစ်ပေါ်မှာเนาะအဲ့ဒါကိုဆရာပြောခြင်းတော့ပေါ့နော်အဲ့ခါကျရင်အဲ့ခါကျရင်သူကဒီအဲဒီတကယ့်ကိုမူကမိမိရဲ့မူလဇာတာအနေပြီးတော့ဗာဒီတသားလေးရဲ့အကျိုးတွေကြောင့်အဲတေချာပေါင်းဒီအကြောင်းတရားလေးဖြစ်ပေါ် ော်အဲ့ဒါလေးကိုဆရာကရှင်းပြနေတာပေါ့နော်အဲ့တော့ဆရာကဒီမှာပေါ့နော်ဒီ20ဆယ်လနော်ဒီ2000မှာအဲ25နေ့ဆိုရှင်တင်းလာဂျူရီယာဒီကံကံရဒီမှာရှိတယ်ဟာဇတာဆိုရယ်တင်းလာဂျူရဲ့နက်ခလေးကိုစဉ်းစားထားမှာဖြစ်တယ်အဲ့တော့ဒီတင်းလာလေးကအစွမ်းတကြီးလေးဖြစ်ပေါ်နေမယ်ဖြစ်ပေါ်နေတဲ့အခါကျတော့မိမိရဲ့မူလဇာတာဆက်လက်ဆက်နှစ်ပါးရှိကြတဲ့လူတွေထဲမှာမှာ ဆိုတော့မိသားလက်ကစပြောမယ်ဆိုလို့ရှိရင်မိသားလက်တွေတွေ့ဒီတင်းလာဂျူလီယာသူကမိသားဘယ်သူပဲပဲပဲမိသားလက်သမားမဆိုးပေါ့နော်သူတို့တွေ့ဒီတင်းလာဂျူလီယာဆိုရင်သူ့ရဲ့လေးတန်းသခင်ဖြစ်တာကိုတွေ့ရတယ်ကရကရာဒီပိုင်သခင်ပေါ့နော်တင်းလာလေးပိုင်ထားတာဆိုတော့သူ့ရဲ့လေးတန်းဂျူလီဒီမိသားလက်သမားတွေတွေ့ဒီနေ့မှာလေးတန်းဂျူလီတွေဖြစ်ပေါ်မှာပေါ့အဲ့တော့ចောင်းသားចောင်းသူတွေတွေ့ဆိုရင်လေးတန်းဂျူဆိုရင်စာပေစာဒီနေ့မှာစာတွေပို့ပြီးလိုက်နေတာမျိုးတွေစာပေအဲပို့ပြီးကြိုးစားသင်ယူတာမျိုးတွေဖြစ်ပေါ်မှာနော်ဒီနေ့မှာ ဲရှာမန်ပြီးတဲ့စာတွေကိုအကုန်ဖြည့်နေတာမျိုးတွေဖြစ်မှာပေါ့နော်အဲနောက်လုပ်ငန်းရှင်တွေအနေနဲ့ဆိုလို့ရှိရင်ဒီနေ့မှာအဲ OA ချာမီရင်ကားတွေရောင်းဝယ်ဖောက်ခွင့်မဲ့သူတွေဆိုဒီနေ့မှာအိမ်ပိုင်ရတာမျိုးတွေအိမ်ဝယ်ပြစ်တာမျိုးတွေအထူးသဖြင့်ဒင်းလာတတစားနေတဲ့အဲသူတွေပေါ့နော်ဒင်းလာတတစားပြီးဒင်းလာတတကအဲလေးတန်းအကျိုးလေးတွေဖြစ်လေးတန်း၁၁တန်းအကျိုးကြီးလဲရောထွေးပြီးတော့တတစားနေသူတွေပါဆိုရှင်၄၁အရာသူကမိမိကအိမ်ချမ်းမီရင်ကားပိုင်ဆိုင်ရမယ့်ကံလေးတွေဖြစ်ပေါ်မှာပေါ့နော်အဲ့တော့ လေးတဲ့သမားတွေအတွက်အထူးသဖြင့်ဖြစ်ပေါ်နိုင်တာကလေးတဲ့အကျိုးလေးတွေဖြစ်ပေါ်မယ်နော်အဲ့ဒါလေးတွေဆရာကပြောချင်တာဖြစ်တယ်အဲ့တော့နောက်တခြားလေးတဲ့အကျိုးတွေဆိုအများကြီးရှိတာပေါ့နော်လေးတဲ့အကျိုးတွေဟိုဂျမင်းရင်ကဘာသာရှိတဲ့နော်မိခင်နဲ့တွေ့ဆုံရတာမျိုးတွေရှိမယ်နော်အဲ့အဲ့လိုမျိုးတွေရှိတတ်တာပေါ့နော်အဲ့နောက်ဒီပြည်သားလက်တွေအတွက်ဆိုလို့ရှိရင်နော်ဒီတင်းလာလေးရဆိုရှင်ပြည်သားလက်သမားအားလုံးအတွက်ပြည်တင်းလာလီယာသုံးတက်သခင်ဖြစ်တယ်ပေါ့နော်သုံးတက်သခင်ဖြစ်တဲ့အခါကျတော့ တော့တော့အကျိုးလေးဖြစ်တဲ့အင်ရနေဟိုခီးတို့သွားတာမျိုးတွေနော်ခီးတို့သွားတာမျိုးတွေနော်ဒီတုံးတဲ့အကျိုးတွေပေါ့နော်အဲနောက်စာရုပ်စာတမ်းနော်လက်မှတ်ရေးထိုးရတာမျိုးတွေနော်ဒါတွေ့ဆုံဆွေးနွေးပွဲတွေသွားအင်တာဗျူးရတာမျိုးတွေဒါမျိုးတွေဒီနေ့မှသူတို့ကပြည်သက်လက်သမားတွေဖြစ်ပေါ်တတ်တယ်ပေါ့နော်မေတုံရာသီလက်သမားရဲ့တော့ကတော့ဒီနေ့မှာနှစ်တန့်အကျိုးလေးတွေဖြစ်ပေါ်မယ်เนาะသူတဲ့မေတုံပဲမြည်သည်မေတုံရာသီလက်သမားမဆိုအဲတင်းလာလေးရဆိုရင်သူရဲ့နှစ်တန့်သခင်ဖြစ်တယ်အဲ့တော့ နှစ်တက်အကျိုးလေးတွေဖြစ်ပေါ်မယ်မေတော်ရာကြီးလက်တွေတော့ဒီနေ့ကငွေကြီးဝင်တာမျိုးတွေဗန်အန်ငွေတိုးပါတာမျိုးတွေနော်လက်ကတိုးတာမျိုးတွေနော်အဲ့လိုမျိုးတွေဖြစ်ပေါ်မှာပေါ့နော်ဒီနှစ်တက်ရဲ့အကျိုးလေးခံစားရမယ်နှစ်တက်ဆိုတာအနန္တဘဝတခင်ကျိုးတွေတသာစားတဲ့ခါကျရင်ဒီကြဘောငွေဝင်တတ်တယ်နော်အဲ့တော့ဒီကလာဒီနေ့ဒီရက်တွေကို20ရက်နေမှာဆိုလို့ရှိရင်ငွေကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်အမျက်ဆုံးရမယ်အနေထားမျိုးတွေရှိတယ်ငွေဝင်မဲ့ဟာမျိုးရှိတယ်ကိုရရရှိတဲ့ပတ်စံတွေတောင်းလို့ရတယ်နော်အဲ့လိုမျိုးကြိုတင် စီမံလို့ရအောင်ဆရာတည့်ရကြိုပြီးဟောပေးထားတာဖြစ်တယ်ပေါ့နော်။နောက်ကြက်ကရာဒီလက်သမားတွေအတွက်ကတော့သူတို့ကဒဒန်းဖြစ်မှာပေါ့နော်။ဒဒန်းဒဒန်းသခင်ဖြစ်တာပေါ့နော်။ဒီဒီနေ့တင်းလာလီကတင်းလာနှက်ခက်လေးကိုစီထားတဲ့ကြောင့်မို့ဒီတင်းလာလက်နော်ကြက်ကရာဒီလက်သမားတွေတော်တော်တင်းလာဒဒန်းသခင်ဖြစ်တယ်။ဆိုတော့ဒီနေ့မှာကြမ်းမကြီးမကောင်းတဲ့နော်ဒီတင်းလာဟိုကြက်ကလက်သမားလေးတွေကဒီနေ့မှာနေပြန်ကောင်းလာမျိုးတွေဖြစ်ပေါ်မယ်။ အဲ့ဒီလုပ်ငန်းကိစ္စအတင်လုပ်ကမဲ့သူတွေဒီနေ့မှတုတ်တရတုတ်တဆောင်ကြိုးစားကြိုးစားအားထုတ်တာမျိုးတွေပေါ့နော်ဒီနေ့မှဒီကရကလက်သမားလေးတွေကဖြစ်ပေါ်မှာပေါ့နော်တတိုင်းအကျိုးလေးတွေခံစားရမှာပေါ့နော်အဲ့တော့ဒီနေ့မှတိန်လက်သမားတွေကတော့ဒီနေ့မှငွေကြေးကုန်ကြမှုရှိနေတာပေါ့နော်တိန်လက်သမားတွေကဘာကြောင့်လဲဆိုတော့စနေနေ့ဖြစ်နေတာပေါ့နော်စနေနေ့ဖြစ်တော့ဒီနေ့မှဆိုရင်တိန်လက်တိန်လက်သမားမြည်သည့်တိန်လက်သမားမစူပေါ့နော်အဲဒီတင်းလာကြူပါဆိုရင်သူတို့တွေစနေနေ့သခင်ဖြစ်တယ်အဲ့တော့ကြောင့်မို့တင်းလာနှစ်ခက်စီးရဲ့နေ့တွေမှာငွေကုန်ကြေးကြများတတ်တယ် ော်အဲ့ဒါသတိထားရမယ်တိလက်သမားတွေကဒီနေ့မှငွေကြီးအဲပီကန်နာမျိုးတွေနော်ဆရုပ်ဆရံလောက်တာမျိုးတွေနောက်အယောင်းဝယ်လောက်တာမျိုးတွေနော်အဲ့လိုမျိုးဟာတွေရှောင်ရှားတင်တာပေါ့နော်ဒီစီးပွားရေးနဲ့ပတ်သက်တဲ့ဒီငွေကြီးနဲ့ပတ်သက်လုပ်ငန်းတွေဒီနေ့မှမလုပ်ကြမယ်ရှောင်တင်တယ်လို့ဆရာကကြံပေးခြင်းနဲ့ပေါ့နော်နော်ကန္နာသမားတွေတို့ကြတော့မြည်သည့်ကန္နာသမားမဆိုသူတို့တင်းလာကြွာဆိုရှင်တင်းလာလီကဆက်ရတဲ့တခင်ဖြစ်တယ်နော်ဆက်ရတဲ့တခင်ဖြစ်တဲ့အကြောင်းကိုဒီ တင်းလာတသာစားနေတဲ့ကံဒီလက်သမားတွေတော့တေချာဖို့ဒီနဲ့မျက်စွန်းပါတော့နော်မျက်စွန်းမဲ့ချမ်းအောင်ငွေကြီးတွေအဲအောင်မြင်မဲ့စီးပွားရေးတွေဖြစ်မဲ့နောက်ပြီးပျော်ရွှင်ချမ်းမြေ့ရမယ်ဒီနေ့မှာအပျော်ကြလေးအပျော်လေးတွေဖြစ်မိတ်ဆွေတွေအကူအညီရတာမျိုးတွေနော်ဒီဆက်တဲ့အကျိုးတွေလာလာပါပါပါဆိုတဲ့အကြောင်းမျိုးသူကလက်လာပါတွေရွှင်မြူးမယ်လို့ဆရာကဟောထုတ်လိုက်တယ်ပေါ့နော်တူရည်လက်သမားတွေအတွက်ကြတော့ဗီစီတူရည်လက်သမားမျိုးဆို၁၀တန်းကြတာပေါ့နော်၁၀တန်းကြတဲ့အတွက်ကြောင့်မို့ဒီနေ့မှာအလုတ်ကန်ရှောက်တဲ့ထားတဲ့ဒီလူတွေအလုတ်လုတ်တွေ ဟိုအလုပ်ကန်းကန်းကန်းနေကောင်းမယ်အလုပ်တွေရမယ်ပေါ့နော်အလုပ်ငယ်အလုပ်တွေရမယ်ဆက်တဲ့ဘဝဆိုတာဆိုစူးစိတ်တွေရရှိတာမျိုးတွေဖြစ်မယ်ဒါဒီတင်းနေနေဆိုတော့အမှန်တော့တင်းလာနေဆိုတော့အဲ့လိုအမှုတွေဖြစ်ပေါ်မယ်နော်ဒီဆက်တဲ့ဘဝကတော့အလုပ်လျှောက်ထားတဲ့သူတွေအလုပ်ရနိုင်တယ်နော်တချို့အင်တာဗျူးဟိုအလုပ်အလုပ်အတွက်အင်တာဗျူးရှင်တဲ့တူရစီလက်သမားလေးတွေမနေ့ဖြစ်အောင်မှာသွားပြီးတော့အင်တာဗျူးသင့်တယ်ပေါ့သွားလျှောက်သင့်တယ်ပေါ့နော်အလုပ်ရဖို့ဟိုကန်ကျင်မှာဖြစ်ပေါ်နိုင်တာပေါ့နော် ဖြစ်ခလက်သမားတွေတော့ကြတော့ကိုးတန်သွားကြတာနော်ကိုးတန်ကြရတယ်ဆိုဒီတင်းတင်းလာဆိုလို့ရှိရင်သူတို့ရဲ့ကိုးတန်သခင်ဖြစ်တယ်အဲ့တော့ကြောင့်မို့ဖြစ်ခလက်သမားတွေကမရက်ပြန်မှာဆိုရှင်ကိုးတန်အကျိုးနိုင်ငံခြားသွားမဲ့မြစ်စစ်ပြစ်ဆက်လက်တွေအောင်မြင်မှာပေါ့နော်နိုင်ငံခြားသွားပြီးလို့တဲ့လူတွေဒီမှာသွားပြီးတော့အောင်မြင်တတ်တယ်နော်နောက်တစ်ခုကပညာရေးအတွက်ကျူးစားနေသူတွေဘွယ်ဒုကရူတွေအတွက်အဒီနေ့ဒီရက်ဒီမှာဟိုဟိုလှုပ်တဲ့အကြောင်းလျှောက်တာမျိုးတွေပါလှုပ်တင်တာပေါ့နော်ဒီအစိမ့်ပညာရေးအတွက် စတင်တင်တင်ရက်တွေဖြစ်တယ်ပေါ့နော်နောက်ဒီဘာသာရေးတွေလုပ်ပြမယ်ဖျားဘူးခီခီးရှိလဲထွက်ရတတ်တာပေါ့နော်ဒီဘေးဆက်လက်သမားအထူးသဖြင့်တင်းလက်တသာစားနေတဲ့ဘေးဆက်လက်လေးတွေကခီးရှိသွားမှသွားမရက်တွေဖြစ်တတ်တာပေါ့နော်သွားမရင်းနဲ့တိုက်ဆိုင်တတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတယ်ပေါ့နော်တနုရာဒီလသမားရဲ့အတွက်တော့ဒီနေ့ဒီ20ရက်10လ2020အဲ9ဆိုလို့ရှိရင်သူ8တန်းကြာတာပေါ့ဒင်းလာလေး8တန်းတခင်ဖြစ်တယ်နော်ဒင်းလာလေးက ဒီဓနုရာသီလတွေအတွက်ရှစ်တန်သခင်ဖြစ်တဲ့ကြောင့်မိမိပဆံသူများပဆံဖြစ်တာမျိုးတွေနော်မတော်စားထိခိုက်တာမျိုးတွေအဲ့တော့ဒီစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်ဒုထာနာသခင်ဖြစ်တဲ့ကြောင့်နော်အဲ့တော့ဒီကာလမှာဒီရက်မှာဘာသာရေးလေးလုပ်ပြီးအေးဆေးနေသင့်တယ်ပေါ့နော်လောင်းစားတို့ဘာတို့စီဝါရေးလုပ်တာတို့ဝိကြီးနဲ့ပတ်သက်တဲ့ဒီလုပ်ငန်းတွေကိုချိန်ချိန်ဆိုတာမျိုးတွေရှောင်ချသင့်တယ်ဆရာကအကြံပေးလိုက်တယ်ပေါ့နော် ။နော်မကာရရာသီလက်သမားတွေကတော့ဒီသူတို့တို့ဒီတင်းတင်းလာလေးဟာဆိုရှင်ခုနှစ်တက်သခင်ဖြစ်တယ်နော်ခုနှစ်တက်သခင်ဖြစ်တဲ့အကြောင်းမကာလက်သက်ရာသီတင်းလာတသာစားနေသူတွေတော့တရားပေါ့ဒီနေ့မှာအဆက်ကြီးပဲသူတွေနဲ့တွေ့ရတာမျိုးတွေနော်အဲဟွာမျိုးမော်ဒီဟောပေါ့နော်ဒီပတနာစီးပွားရေးလုပ်ငန်းတွေစတင်တာမျိုးတွေအနုပညာရှင်တွေဆိုရှင်ဒီနေ့မှာပေးသက်နဲ့တွေ့ဆုံတာမျိုးတွေလုပ်တင်တာပေါ့နော်ဒီနေ့မှာပို့ပြီးတော့အကျိုးခံစားရမှာပေါ့နော်ပေးသက်တဲ့အကျိုးတွေရရှိနိုင်တာပေါ့နော်အားအားလေးရှိတယ် ောက်ပြီးတော့ဒီဘက်ကားကဒီတင်းလာတစားစားနေတယ်အိမ်တော်ပြုတ်မဲ့သူတွေဒီနေ့တည်းရက်မှာအိမ်တော်ပြုတ်ဖြစ်တာမျိုးတွေကြုံတွေ့ရတယ်နော်မင်္ဂလာဆောင်နေမှာစားကြည့်မယ်ဆိုရင်အဲမကရာယာဒီလက်သမားတွေဖြစ်တတ်တယ်ပေါ့နော်ဒီတင်းလာတစားစားနေသူတွေဆိုတေချာပေါ့တေချာပေါ့ကြုံတွေ့နေမှာပေါ့နော်သူတို့ကအိမ်တော်ဘက်တွေ့နေရအိမ်တော်ကြားတာမျိုးတွေဖြစ်ပေါ်မှာပေါ့နော်ကိုရာဒီလက်သမားရဲ့တော့ကတော့မရက်မှာမှာသူ6တန်တာဘာဘွားကြတာပေါ့နော်တင်းလာလေ6တန်တခင်ဖြစ်တယ်6တန်တခင်ဖြစ်တဲ့ကြောင့်6တန်ရဲ့အကျိုးတွေပေါ့နော် အိမ်မွေးတိရစ္ဆာန်တွေပိုင်ဆိုင်ရတာမျိုးတွေအဲနော်အိမ်မွေးတိရစ္ဆာန်မွေးဖွားတာမျိုးတွေဒီလိုကြဲမှာကြုံရတဲ့ခွေးချစ်တဲ့ဟောဘောနော်ဥဒိစ္ဆာန်မွေးပြူတဲ့သူတူတိရစ္ဆာန်လေးတွေတူဝါတာမျိုးတွေရှိတယ်နော်အလုရှင်တွေဆိုရင်အလုသမားရတာမျိုးလှုပ်ရှားနေလူသမားတွေဒီနေ့ဒီရက်မရက်ပြ20ရက်